နရဲနေပြသည့်ယာထာစင်းထဲမှာပေါင်းလာခဲ့တဲ့ Brighton နေပြအောင်တည်စားပြီး Brighton များအလုံးမဲ့မင်္ဂလာပါများ Manchester Football Show အနေနဲ့တင်ဆက်နေပါတယ် Manchester United အသင်းရဲ့နေပြသည့်ယာထာစင်းထဲမှာအသက်46နှစ်အရွယ်အီတလီလူမျိုးနေပြဖြစ်သူ Roberto Di Zerbi ကလည်းပေါင်းလာကြောင်းသိရပါတယ်ဒီဇာဘီကရင်းနှောင်းက Brighton အသင်းနဲ့တူအောင်မြင်ခဲ့တဲ့အီတလီလူမျိုးနေပြတစ်ဦးဖြစ်ပြီးတော့လက်ရှိမှာလည်းပြင်သစ်လီဂူ1ကလပ်ဖြစ်တဲ့ Marseille အသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်ဒီဇာဘီကလုပ်ငန်းနေပြရဲ့ထဲမှာတော်လေးလေးထွန်းတောက်ခဲ့သူဖြစ်ပါတယ် ဘရိုက်တန်မှာရှိစဉ်ကလေးကဒီဇာဘီကမန်ချက်စတာယူနိုက်တက်အသင်းရဲ့သတင်းတွေမှာထွက်ပေါ်ခဲ့ပူတာဖြစ်ပါတယ်။စံတင်တဲ့အတွေ့ခေါ်ပြက်သားရဲ့ဆုံးဖြတ်ချက်တွေနဲ့လူငယ်ကစားမတွေကိုယုံကြည်မှုအပြစ်ရှိတဲ့ဒီဇာဘီကဒီဘက်ကလူငယ်နီးပါးတွေမှာထိတ်တန့်အဆင်တစ်ခုရှိပါတယ်။ယနေ့ကဂျာလက်တွေစိုးဝါနေတဲ့အမော်ရင်ကိုထုတ်ပြဖို့လှုံ့ဆော်နေပြီးတော့အစားထိုးမဲ့နီးပါးစီးရင်တွေကိုပြုစုနေပါတယ်။ဒီမှာတော့ Crystal Palace နီးပါးကလပ်နာဘာစီလိုနာနီးပါးဟောင်းစားပြီးအင်္ဂလန်နီးပါးဟောင်းဆောက်ကိတ်ကိုလည်းပေါင်းနေကြပါတယ်။ယနေ့ကတော့အမော်ရင်ကိုအစောတလျင်ထုတ်ပြအောင်မှာမဟုတ်ဘဲနဲ့အခွင့်အရေးပေးသွားအောင်မှာဆိုပေမယ့် အကြာကြီးတော့အခွင့်အရေးပေးသွားမဲ့ပုံမရှိပါဘူး။အဲဒါကြောင့်မယ်အမရင်ကိုထုတ်ပယ်လို့ရင်ချက်ချင်းစားထိုးနိုင်ဖို့နည်းပြတွေကိုရှာပွေနေတာဖြစ်ပါတယ်။ဒီဇာဘီကတော့လက်ရှိမှာမာဆေးတင်းကိုအဆင့်တစ်ခုထိရောက်အောင်စွမ်းဆောင်ပေးထားသလိုပရီးမီးယားလိနဲ့မဆေးနဲ့သူတယောက်ဖြစ်ပါတယ်။ပရီးမီးယားလိအတွက်ကြုံရှိပြီး system တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရှိတဲ့ဒီဇာဘီကနေတဲ့ရဲ့ radar ထဲမှာပါရှိလာခဲ့တာပါ။ရတဲ့အနေနဲ့ဒီဇာဘီကိုခေါ်ယူမယ်ဆိုရင်မာဆေးတင်းကိုရောကျင်းငွေပမာဏတစ်ခုပေးချေသွားရဖို့လည်းရှိပါသေးတယ် ဒီနေ့တင်ဆက်မကောက်တဲ့လောက်ပါပဲခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေရမှာလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ